မစ်စမြအားလုံးမင်္ဂလာပါရှင်လူနာကျပီတာ channel မှာကြိုဆိုလိုက်ပါရစေအလုံးမဲမင်္ဂလာရှိနေရတဲ့မင်္ဂလာရှိအချိန်လေးကိုပါဆက်နေကြပြီးပြပြများဝေးကွာကကိုရောစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရစေအခုဒီတင်ကခီကပရီကွန်များအတွက်ပေါ့နော်အခုကနေနောက်လေးလာကျင်းမှာဘလို့ကြီးမာတဲ့ထူးခြားတဲ့အပြောင်းလဲတွေနဲ့ကြုံရမလဲဆိုတဲ့ region လေးဖြစ်ပါတယ်အဲ့တော့ကိုကဒီဇင်ဘာ22ရက်နေ့ရနေ January 16ရက်နေ့အတွင်းမွေးဖွားတဲ့သူဖြစ်ခဲ့မယ်ဆိုရင်တို့မဟုတ်ကိုရဲ့စမ်းမော Venus Ascendant Horizon က Capricorn ဖြစ်ခဲ့မယ်ဆိုရင်ဒါဆိုရှင်တော့ဒီ reading ကိုကြည့်လို့ရပါပြီရှင်အဲ့တော့ဒီမှာရေးထားတဲ့ဒိတ်ကတော့အာအနေငယ်ကွာခြားမှုပေါ့နော်တရက်ကွာခြားမှုရှိနေပါတယ်ဒါကတော့ generally ရရှင်ပေါ်ရအနေနဲ့သတ်မှတ်ထားတဲ့အဲဒိတ်လေးပေါ့နော်အဲ့တော့ဒီလိုဒီရက်အတွင်းမှာမွေးဖွားတယ်ဆိုလို့ရှင်တော့ Capricorn energy ပါတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ energy ကိုတေချာတေချာသိနေတယ်ဆိုလို့ရှင်တော့ Google ကနေပြီးတော့ရှာပြီးတော့အဲ့ဒီကအာ website ပါပေါ့နော်ကိုယ့်ရဲ့ မွေနေမွေးစဉ်အတိအကျတဲ့ရှားကြည့်လို့ရပါတယ်ရှင်ဒါဆိုရင် Sun Moon Venus Ascendant Capricorn များအတွက်အနောက်လေးလအတွင်းကြုံရမယ်ပြောင်းလဲတွေကိုသိချင်ပါတယ် you were playing a different role တဲ့အခုနဲ့မတူတဲ့အခြေအနေအနေအထားမျိုးနဲ့ဖြတ်တန်းရလိုက်မယ်ဆိုတော့တွေ့တယ် နောက်လေးလာတင်ပါလေအဲ့တော့အလုတ်ကိုင်းပိုင်းဆိုလို့ရှင်လည်းပဲပြောင်းလဲရှိလာလိမ့်မယ်ဆိုတာလို့တွေ့တယ်နောက်တစ်ခုကอืมဒီကိုရမိသားစုအတွင်းမှာကိုရအပေါင်းအသင်းနေကြမှာလဲပဲပေါ့နော်ကိုကအရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့အဲ့လိုဒီဖြစ်တည်မှုမျိုးရှိလာလိမ့်မယ်ဆိုတာလို့မြင်တယ်နောက်တစ်ခုဒီမှာတွေ့ရတဲ့အရာဆိုရှင်ကိုရဒီဦးကောင်းပိုင်းနဲ့ပတ်သက်ပြီးတော့ အပြောင်းလဲတွေရှိလာမယ်ပေါ့နော်အဲ့တော့စဉ်းစားစဉ်းဉဏ်နိုင်စွာနဲ့ပို့ပြီးတော့အားကောင်းလာတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းအော်သဘင်အပြောင်းလဲတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါဟိုอืมဆက်ဆရာမိတာလေးပေါ့နော်အော်မျိုးလုံးနဲ့မြင်မိတာလေးကတော့ကိုသဘင်ကိုညှက်လိုက်တာဒါမှမဟုတ်လည်းသဘင်ရောင်ဆိုးတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးကြီးရှိလာနိုင်မယ်ဆိုတော့တွေ့တယ် too afraid someone new is entering your life ကိုဘွားတဲကိုလူတတယောက်ရောက်လာလိမ့်မယ်ဆိုတော့မြင်နေကိုဘွားရဲ့လွတ်နေတဲ့ကွက်လက်တစ်ခုကိုဖြည့်ဆည်းပေးမယ်ဆိုတာမျိုးပေါ့နော်ဒါကဘယ်ဘယ်သူမှစုဖြစ်နိုင်တယ်ပေါ့နော်မိတ်ဆွေတငယ်ချင်းလည်းဖြစ်နိုင်တယ်စစ်သူရေးစားလည်းဖြစ်နိုင်တယ်အာကိုကိုအနေနဲ့အခုချိန်မှာလိုအပ်နေတဲ့သူတယောက်ပေါ့နော်ဒီလူတယောက်ကကိုဘွားတဲကိုရောက်လာလိမ့်မယ်ပေါ့နော် င်တာတော့များလောပါကြီး go fast increase in material what or spiritual growth လုံငွေကြေးပိုင်းပစ္စည်းဥစားပိုင်းမှာချမ်းသာကြွယ်ဝခြင်းနေရှိလာမယ်အဲ့ဒီအတူကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာလည်းပဲပို့ပြီးတော့ရင့်ကျက်လာလိုက်မယ်ပို့ပြီးတော့ပြောင်းလဲလာလိုက်မယ်ဆိုတာမျိုးဘာသာရေးနဲ့ပတ်သက်လို့ဖြစ်စေအတွေးခေါ်ပိုင်းနဲ့ပတ်သက်လို့ဖြစ်စေဒါတွေကပို့ပြီးတော့အသိဉာဏ်တွေတိုးပွားလာလိုက်မယ်ဆိုတာမျိုးလို့မြင်တယ်တိုးတိုးပွားမှုတွေရှိလာလိုက်မယ်ပေါ့နော် ဒီ personal strength and peace that assure success တဲ့တော့ဒီကိုယ့်ရဲ့စိတ်အတွင်းပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပို့ပြီးတော့စိတ်တခွန်အားတွေရရှိလာမယ်ဆိုတာမျိုးကိုယ်ယုံကြည်မှုတွေပို့တိုးလာမယ်နောက်ကိုယ့်ရဲ့စိတ်ကလေးကိုအေးချမ်းအောင်လို့ထားပို့ပြီးတော့ထားတတ်လာမယ်ဆိုတာမျိုးပေါ့နော်ဒီလိုမျိုးအလိုမျိုးကိုယ့်စိတ်ကို control လုပ်နိုင်ခြင်းကပဲအရာရာကိုအောင်မြင်မှုအတွက်လမ်းစလေးတစ်ခု ဖြစ်လာလိမ့်မယ်ပေါ့နော် great worry over nothing เนี่ยတော့ဘာမှဟိုကိုတက်ကိုအရေးမပါတဲ့အရာတွေပေါ့နော်အရေးမရအဖက်မရလို့ပြောရမှာမလားအဲ့လိုပုံစံအဲ့လိုကိစ္စတွေအတွက်အဲ့လိုအကြောင်းအရာတွေအတွက်မလူလားအပဲနဲ့စိုးရင်ပူပန်တာမျိုးတွေမရှိဘူးတော့လိုအပ်တယ်ဘာဆိုတော့ဒီလိုမျိုးကိစ္စတွေကကြုံလာရနိုင်တယ်ပေါ့နော်ကိုနဲ့မဆိုင်တဲ့အရာတွေနဲ့ကြောက်ချိန်ကုန်လူပင်ပန်းစိတ်ပင်ပန်းရတဲ့ပုံစံမျိုးတွေဖြစ်လာမယ်နောက်တစ်ခုကမဖြစ်သေးတဲ့အရာကိုကြိုးတွေးပြီးတော့ ဘာမှမဟုတ်တဲ့ကိစ္စလေးကိုရေးကြည့်ခွင့်ကျဲလုပ်ပြီးတော့အဲ့လိုပို့တွေးပို့တော့နာမျိုးပေါ့နော်အဲ့လိုအရာတွေကတော့ဒီကိုဒီလိုမျိုးခုနကတော့ပြောခဲ့တဲ့ဒီပေါ်များကျဲဝါလာမှုတွေပြေစုံတာမျိုးတွေချမ်းသာကျဲဝါတာဖြစ်စေပေါ့နော်ကောင်းတဲ့အရာတွေကိုအဟံသာအပြောင်းလဲတွေဖြစ်စေတယ်ပေါ့နော်ဒါလေးကိုတော့သတိထားသင့်တယ်ကိုကအခုချိန်မှာဒီလိုခံစားချက်မျိုးရှိရသူဆိုရင်တော့ပို့ပြီးတော့တော့သတိထားသင့်တယ်ပေါ့နော် ဒီမှာတွေ့ရတဲ့ energy ကတော့ဒါ energy ကိုအနေကြီးကိုပြောတာပေါ့နော်အဲ့တော့ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်တော့ Pisces တို့ Pisces energy ကတော့ပို့ပြီးတော့ခံစားမိတယ်ပေါ့နော်တင်ဒါကကိုမ Pisces energy ပါနေတာမျိုးလည်းဖြစ်နိုင်တယ်ဒါဆိုရင် Tarot card တွေနဲ့ထပ်ကြည့်ပါမယ်

why make things so much more difficult than they need to be တချို့အရာတွေကလည်းလက်ရှိတကယ်ဖြစ်နေတဲ့အကြောင်းအရာတွေအခြေအနေဒီထက်ကိုကိုကပို့ပြီးတော့ရှုပ်ထွေးအောင်လို့음လုပ်နေမိရယ်ဆိုတာမျိုးပေါ့နော်ကိုကိုတိုင်းကဒီလိုပုံစံမျိုးတွေအဲ့လိုမျိုးတွားပြီးတက်ရောက်မှုတွေရှိနေစေဆိုတာမျိုးလို့တွေ့ရတယ်မနိုင်ဝန်ထမ်းတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေပြီးတော့နောက် ဘယ်လိုပြောမလဲလွယ်လွယ်လေးနဲ့ဖြည့်ရှင်းလို့ရနိုင်တဲ့အရာလေးကိုကိုကအများကြီးပတ်တွေ့အများကြီးစိုးရိမ်ပြီးတော့ဒီမှာဒီအရာလဲပါတယ်ပေါ့နော် အများကြီးစိုးရိမ်မှုတွေကြောက်ကြမှုတွေဖြစ်ပြီးတော့ပိုခက်ခဲအောင်လို့ပေါ့နော်ဟိုကိစ္စတွေကိုပိုခက်ခဲစေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရအဲ့တော့ဒီနောက်လေးလအတွင်းမှာလည်းဒီလိုပုံစံမျိုးကရှိလာအောင်ပါပဲပေါ့နော်ကိုကိုတိုင်းကဒါမပြင်းစင်ဘူးဆိုလို့ရှိရင်တော့ဒီဟာကတော့ဆက်ပြီးတော့ရှိနေအောင်ပါပဲအဲ့တော့ အဓိကကတော့ဘာမှမဟုတ်တဲ့အရာတွေတက်ကိုစိုးရင်ကြောင်းကြတာမျိုးတွေပေါ့နော်ဖြစ်ပါစေနဲ့ Knight of Pentacles slowly but surely you are going places အဲ့တော့ကိုကအခုချိန်မှာတခြားလူတွေနဲ့ရှင်လို့ရှင်ရောက်ကြအောင် နောက်ကြလိမ့်မယ် နောက်ရောက်တဲ့နေရာကိုမရောက်ကြဘူးမျိုးလေးဖြစ်နိုင်နေပေါ့နော်ဒါပေမဲ့ဖြည်းဖြည်းနဲ့မှန်မှန်နဲ့သွားလို့ရှိရင်တော့ကိုလိုချင်တဲ့ကိုသွားချင်တဲ့နေရာတွေကိုတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုရဲ့အိမ်မက်တွေကိုတော့အကောင့်အထည်ဖုန်းမှာနိုင်မှာသိကြပဲပေါ့နော်အဲ့တော့ဖြည်းဖြည်းနဲ့မှန်မှန်နဲ့ဒါအလေးနက်ထားပြီးတော့ဒါစိတ်ကိုပိုင်ဖြတ်ပြီးတော့ဒါရှေ့ဆက်ပါကျွန်တော်ကသူ့အနေနဲ့သူ့ကိုအချိန်တန်လို့ရှိရင်ဖြစ်လာနိုင်မယ်ပေါ့နော် ဒီမှာတွေ့ရတဲ့အရာဆိုရင်နောက်လေးလအတွင်းမှာကိုတကယ်လို့ကိုအနေနဲ့ပေါ့နော်ကိစ္စတစ်ခုခုကိုရည်ရွယ်ထားတဲ့ကြံစီထားတဲ့တနေ့ရရောက်သွားဖို့ကြံစီတာဖြစ်စီပေါ့တစ်ခုခုကိုဆောင်ရွက်ဖို့စတင်ဖို့အတွက်ကြံစီထားတာဖြစ်စီဒီလိုအရာကိုလည်းပဲအစပြိုးဖြစ်လိမ့်မယ်ဆိုတာမျိုးဒါမှမဟုတ်ရင်လည်းဒီလိုအရာကိုစတင်ဖို့အတွက်ကိုအစီအစဉ်တွေဆွဲဖြစ်လိမ့်မယ်ဆိုတာလို့တွေ့တယ်အဲ့တော့ကိုပိုင်စီးပွားရေးဖြစ်စီအလုပ်အသစ်ဖြစ်စီဒါမှမဟုတ်လည်းကိုယ့်ရဲ့ဘဝအိမ်မက်ရီမန်းချက်လည်းဖြစ်နိုင်တယ်ပေါ့နော် ဒါမှလည်း ASOS Swarts တက်ကိုအတွက်ကိုအကြံကောင်းညံကောင်းနေနောက်တစ်ခုကတီထွင်ဖန်တီးမှုတွေပေါ့နော်ဒါတွေကရှိတာလေးမယ်ဆိုတော့လို့တွေ့တယ်အရင်ထပ်ပို့ပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့တီထင်ဖန်နေနိုင်စွမ်းအားစိတ်စွမ်းအားကိုပို့ပြီးတော့အတုံးချဖြစ်လိမ့်မယ်ဆိုတာမျိုးလို့မြင်နေ idea တက်တေပေါ့နော် new ideas ပေါ့ စိတ်ကူးအကြံဉာဏ်ကောင်းတွေထွက်ပေါ်လာလိမ့်မယ်ဆိုတာမျိုးကိုမာကရှိထားပြီးသားပေါ်တော့အကြံဉာဏ်ကောင်းတွေဒီထွန်ဖန်တီးနိုင်စွမ်းအားတွေစိတ်စွမ်းအားတွေစိတ်ကူးအကြံဉာဏ်ကောင်းတွေဒါတွေကရှိထားပြီးသားကိုကိုတိုင်းကဒါကိုရှာဖွေဖို့ပေါ်ထုတ်ဖို့ခက်ခဲနေရဆိုတာမျိုးပေါ့နော်ကိုကိုတိုင်းကဖုံးကွယ်ထားတယ်ဆိုတာမျိုးလိုမြင်တယ်အဲ့ဒါကလည်းပဲမလိုလားတဲ့အတွေ့အကြုံကြောင့်လို့မြင်တယ်ပေါ့နော်음နောက်တစ်ခုကလက်ရှိစိတ်ထဲမှာရှုပ်ရှက်ခံနေတဲ့အရာတွေရှိမယ်ဆိုလို့ရှိရင်ထိရှင်းလို့မရတဲ့ အာဘာလို့လောက်ရမှန်းမသိတဲ့အနေအထားမျိုးဆိုလို့ရှိရင်အဖြေရှာတွေ့လိမ့်မယ်ဆိုတာလို့ပြရတယ်ပေါ့နော်ရှင်းနေတဲ့အနေအထားတစ်ခုကိုရောက်လာလိမ့်မယ်ဆိုတာလို့မြင်တယ်တကယ်လို့အာအဆက်အသွယ်မျောနေတာသတင်းစကားတွေဆောင်စားနေတာမျိုးပေါ့နော်တစ်ခုခုပေါ့ဆောင်စားနေတာဆိုလို့ရှိရင်လည်းကိုယ့်အတွက်ကိုယ်သတင်းကောင်းတွေကြားလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ် tunnel socks တဲ့အဲ့တော့လူတွေကလေ ဒီမှာမြင်ရတဲ့အရာဆိုရှင်တော့တချို့သောသူတွေရဲ့စကလုံးတွေအပြုတ်မှုတွေကြောင့်ကိုယ်မှာနာကျင်ရတာမျိုးတွေစိတ်ပင်ပန်းရတာမျိုးတွေဒါမျိုးတွေကရှိလာနိုင်မယ်ပေါ့နော်ဒါကလည်းပဲသူတို့ရဲ့ဘဝမှာသူတို့ကိုယ်တိုင်ကိုယ်ကလည်းပဲနာကျင်ခဲ့ရတဲ့အတွက်ကြောင့်မို့တခြားလူတွေလည်းနာဒီနာကျင်မှုတွေပြန်ပြီးတော့ပေးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့ရတယ်အဲ့တော့အာဒီမှာမြင်ရတဲ့အရာကတော့ကိုယ့်ကိုယ်စကလုံးတွေနဲ့ဖြစ်စေ လို့အတွေးတွေများပြီးတော့ဖြစ်စေပေါ့နော်ပင်ပန်းစေမဲ့စိတ်ဆင်းရဲစေမဲ့သူမျိုးတွေကတော့ကြုံလာလိုက်မယ်ဆိုတော့မျိုးနဲ့အထူးသဖြင့်ဒီမှာတွေ့ရတဲ့အရာကတော့အလုတ်ခွင်မှာပေါ့နော်အလုတ်လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးတွေကြုံတွေ့ရဖို့ရှိတယ်ဆိုတော့တွေ့တယ်အဲ့တော့ဘယ်သူဘယ်လိုလူနဲ့ပဲတွေ့တွေ့ကိုယ်အနေနဲ့ကအာကြော်လွားနိုင်တယ်ကြော်ဖြတ်နိုင်တယ်ဆိုတော့တတိမျိုးသာမွေးပြီးတော့သွားပါတော့ဒီမှာလည်းပဲ နော်တော့ personal strength and peace လို့ပြောတာကြောင်မလို့စိတ်ကိုအေးအေးငြိမ်ငြိမ်ထားပြီးတော့ကိုယ့်ကိုယုံကြည်မှုရှိရှိနေတာကိုယ့်ရဲ့ဒီအရေးအချင်းတွေကိုအကောင်းဆုံးအသုံးချပြီးတော့ဒါကြောလာပေါ့နော်။တခြားသူတွေရဲ့စကားတွေကိုတိတ်ပြီးတော့ခရုမဆိုင်လေးလေးကောင်းလေးလေးကိုကိုယ့်ရဲ့ကိုယ်စွမ်းညံစွမ်းနဲ့ဒါရှေ့ဆက်ပေါ့နော်။ခြားလူရဲ့ဝေဖန်တာတွေနှောက်ယှက်တာတွေအပြစ်ပြောဆိုတာမျိုးတွေဒါတွေကိုလိုက်ပြီးတော့ခံစားမနေဖို့လိုတယ်ပေါ့နော်။ Queen of Pentacles. Hmm. There's no need to sacrifice. You can have it all. တော့ကိုအနေနဲ့ဘာကောမှစတေးစရာဆုံရှုံစရာမလိုပဲနဲ့အရာရာကိုပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးကြီးရှိနေတယ်ပေါ့နော်သူတို့ဖြစ်နေဒီမှာဆိုရှင်ငွေကြီးပိုင်းအလုတ်ကင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံတဲ့အနေအထားမျိုးရှိလာမယ်။နောက်အဲ့ဒီပြင်ကောမှကိုဘွားတက်ကိုအခြေတကြဖြစ်မဲ့အခြေ နေမျိုးပေါ့နော်ဒါမျိုးရောက်လာလိုက်မယ်ဆိုတော့လို့မြင်တယ်။အော်နောက်တစ်ခုကကိုကိုတိုင်ရော ကိုချစ်ရတဲ့သူဒီကိုရောပြည့်ပြည့်စုံတဲ့အနေထားမျိုးထားနိုင်လိမ့်မယ်ဆိုတော့လို့မြင်တယ်။အဲ့ကိုကိုအတွက်ကိုဒီမှာလည်းပဲအော် material world and spiritual group ကြောင့်မို့ပေါ့နော် ကိုအတွက်ကိုစစ်တဲ့ပိုင်းဆိုင်ရာရောပစ္စည်းဥစ္စာပိုင်းဆိုင်ရာရောပုံများကျွဲဝချင်းတွေကဒီနောက်လေးလအတွင်းမှာ ဖြစ်လာလိမ့်မယ်ရှိလာလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကိုတွေ့ရတယ်အဲ့တော့ tan tan ဒီမှာလည်း tan ဒီမှာလည်း tan tan နှစ်ခုရှိတယ်ပေါ့နော် tan tan ကတော့ကိုယ့်အတွက်ကိုထူးခြားတဲ့နံပါတ်ဖြစ်လိမ့်မယ်อืมอ่ะဒီမှာမြင်မိတဲ့အရာကတော့ ခြေရည်နဲ့ပတ်သက်လို့ရှိလို့ပတ်သက်လို့ရှိရင်ပေါ့လေကိုတကယ်လို့အဆက်အသွယ်မျောနေတဲ့သူရှိတယ်ဆိုရင်လည်းအဆက်အသွယ်ရလာလိမ့်မယ်ဒါမှမဟုတ်လေဒီသူနဲ့တစ်ဖက်သူနဲ့ကိုနဲ့နှစ်ယောက်ကြားအခြေအနေကဘာမှမသေးကွဲတဲ့အခြေအနေမျိုးဆိုလို့ရှိရင်လည်းဆင်းဆင်းလင်းလင်းတသက်ကွက်ကွဲနဲ့အဒီနှစ်ယောက်ရဲ့အခြေအနေကိုပေါ့နော်တေချာလေးကွက်ကွဲပြပြနဲ့မြင်တွေ့လာလိမ့်မယ်တစ်ဖက်သူရဲ့ စိတ်ရဲ့အမှန်ကိုသိလာရလိမ့်မယ်ပေါ့နော်အဲ့လိုတွေ့ရတယ်နောက်တစ်ခုဒီမှာတွေ့ရတဲ့အရာကဒီနောက်လေးလောက်အတွင်းမှာတော့ကိုယ့်ကို focus ထားပြီးတော့ကိုယ့်ကိုချစ်ဖို့တော့လိုအပ်တယ်ဆိုတာလို့အမြင်တယ်ကိုယ့်ကိုချစ်တာဂရုစိုက်တာ ကိုယ့်ကိုအလေးထားတာတမိုးထားတာအားနေတဲ့ခါကျတော့ရှင်တခြားသူတွေကကိုယ့်ပေါ်မှာအနိုင်ယူသွားလိမ့်မယ်ဆိုတာမျိုးပေါ့နော်တခြားလူတွေကကိုယ့်ကိုစိတ်နှောက်ယှက်တွေဝမ်းနည်းမှုတွေပူဆေးမှုတွေဖြစ်စေလိမ့်မယ်ပေါ့နော် ဲ့လိုလေးကိုလည်း message ပေးခြင်းနဲ့ဆိုတာမျိုးတွေ့တယ်ပေါ့နော်နောက်ကျမ်းမာရေးအရာဆိုလို့ရှိရင်လေလေးနဲ့ပတ်သက်ပြီးတော့ဗောနော်음လေးနဲ့ပတ်သက်လို့သတိထားဖို့လိုအပ်တယ်လေးပွားစားတွေမစားဖို့လိုအပ်တယ်ဆိုတာပြည်နောက်အတွေးမမြနဲ့ဗောနော်အတွေးတွေကကိုနှိပ်စက်စေတာဆိုတော့ အတွေးမများဖို့လိုအပ်တယ်။နောက်လေးလအတွင်းမှာမြည်ဓာတ်ရဖို့လိုအပ်တယ်ပေါ့နော်။အာကပရီကွန်နဲ့လည်းဖြစ်တာဆိုတော့အတ်ဆိုင်နေဆိုတော့မြည်ဓာတ်ရပါမြည်ဓာတ်ရဖို့အတွက်ကိုအတက်နိုင်ဆုံးစူးစမ်းကြည့်ပေါ့နော်။မြည်ကြီးနဲ့ထိတွေ့တာဒါမှမဟုတ်ရင်လည်းတဘာဝတရားနဲ့သပင်ဒီလိုပေါ့တဘာဝတရားနဲ့ထိတွေ့တာမျိုးများများလုပ်ပေးလေးလေးပိုကောင်းလေးလေးပေါ့နော်။ဒါကိုဒရက်ကို healing energy ရစေမယ်ပေါ့နော်။ the book secrets hidden knowledge keeping a secret education school တော့ကို့ဒီမှာတွေ့ရတဲ့အရာကတော့ပညာရေးနဲ့ပတ်သက်လို့ကိုတခုခုပေါ့နော်သင်ကြားခြင်းနဲ့သင်ယူခြင်းနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှင်လည်းပဲလေ့လာသင်ယူဖြစ်နိုင်မယ်ဆိုတာမျိုးလို့မြင်တယ်။နောက်ကို့အတွက်ကိုဘုဒ္ဓတအတ္တတွေတို့ပွားလာနိုင်မယ်ဆိုတာမျိုးပေါ့နော်လေ့လာသင်ယူနိုင် ်လေးရလေးလာသိယူနိုင်လိမ့်မယ်ဆိုတော့လို့တွေ့တယ်။အင်းဒီ lain နဲ့ပတ်သက်ပြီးတော့ကိုလေးလာရင်လေးလာသလားကိုကြိုးစားရင်ကြိုးစားသလားတော့ဖြစ်ထုံးလိုက်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလည်းတွေ့ရတယ်။နောက်ပြီးတော့အရာရာကိုစားအောင်ကြီးတိုင်းမတော်နဲ့ပေါ့နော်ဟို သူများတွေလို့တူလိုမျိုးဒါမှမဟုတ်ရင်လည်းအဲ့လိုခုခုကတတ်မှတ်ထားတယ်ဆိုတဲ့ပုံစံဒါအစားအုပ်ကြီးတိုင်းရှေးယိုနီးတိုင်းသွားပဲနဲ့ညံကွန့်မျိုးပြီးတော့လေတီထွင်စမ်းသစ်ပြီးတော့အဲ့လိုမျိုးသွားမယ်ဆိုလို့ရှင်တော့ပိုအဆင်ပြေမယ်အထူးသဖြင့်ဒီပညာရေးနဲ့ပတ်သက်လို့ပေါ့နော်အဲ့လိုမျိုးသွားမယ်ဆိုရင်တော့အဆင်ပြေလိမ့်မယ်ပေါ့နော်ဆောက်ကြီးတိုင်းသွားတာက ပြောရှေယိုးဆွဲဤတိုင်းပေါ့နော်တို့မျိုးတွေးနေတာမျိုးကကြတော့ကိုယ့်ရဲ့အရေးချင်းတွေကိုဟိုကွယ်ဝထားသလိုဖုံးကွယ်ထားသလိုမျိုးဖြစ်စေနိုင်မယ်ပေါ့နော်စတိတ်ကပ် the writer messages thoughts idea news တမလည်း news ပါတယ်ပေါ့နော်အဲ့တော့ တကယ်လို့အဆက်အသွယ်တွေသတင်းစကားတွေစောင့်ဆိုင်းနေတာမျိုးတစ်ခုခုကိုစောင့်ဆိုင်းနေတာမျိုးမှာ result တစ်ခုခုကိုစောင့်နေတာမျိုးပဲဖြစ်စေပေါ့နော်ဒီလိုဆိုလို့ရှိရင်လည်းပဲအာကိုအနေနဲ့သတင်းကောင်းတွေကြားလိုက်မယ်ပေါ့နော် positive ကလို့ဖြစ်တဲ့တာမလို့သတင်းကောင်းတွေကြားလိုက်မယ်ကိုမျော်လေးနေတဲ့အရာတွေကိုကြားတင်နေတဲ့အရာတွေကြားသိခွင့်ရလိုက်မယ်ဆိုတော့တွေ့ရတချို့ဆိုလို့ရှိရင်လည်းอืมကိုမျော်လေးနေတဲ့သူစီကအဆက်အသွယ်ရလာတာမျိုးဒါမှမဟုတ်လေကိုဘဝအတွက်ကို ရေးပါမယ်သူတယောက်ပေါ့နော်ဒီလူတယောက်စီကဒီလူတယောက်နဲ့အဆက်အသွယ်ဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်နောက် idea ကောင်းနေလဲထွက်လာလိမ့်မယ်ဆိုတာလို့မြင်တယ်ကိုဘွားရဲ့စာမျက်နှာအစ်တစ်ခုကိုစတင်ဖို့အတွက်ခြေလှမ်းလှမ်းဖြစ်လိမ့်မယ်ဆိုတာတွေ့ရပေါ့နော်အဲ့တော့ Capricorn တွေတွေ့ကြည့်ရတာကတော့ဒီနောက်လေးလအတွင်းမှာတော့ဘလို့အုံဖွားဆိုပြီးတော့အရာရာကအကောင်ဘက်ကနေပြောင်းလဲသွားတယ်ဆိုတာထက်ဟိုလုံးဝကြီးပေါ့နော်စိတ်ချမ်းသာကိုကျမ်းမှာအဲ့လိုပုံစံမျိုးနဲ့ရှိမှတဲ့ဆာလို့ရှင်ရင် ြီးပြည့်စုံတဲ့အနေအထားတစ်ခုကိုရောက်ဖို့အတွက်ပိုကောင်းတဲ့အနေအထားတစ်ခုကိုရောက်ဖို့အတွက်တဖြည်းဖြည်းနဲ့ခြေလှမ်းတွေစပြီးတော့လှမ်းဖြစ်နိုင်မယ်ဆိုတာမျိုးလို့မြင်တယ် step by step ပေါ့နော်။သွားဖြစ်နိုင်မယ်ဆိုတာမျိုးလို့တွေ့တယ်။ဒါက neutral တလီလေးတဲ့အင်းအခြေရေးနဲ့ပတ်သက်လို့ရှင်လည်းပဲဒီတိုင်းပဲလက်တွဲပေါ်ဒီ အစ်စ်တယောက်နဲ့စုံစည်းဖြစ်တာမျိုးဒါမှမဟုတ်လဲနှစ်ယောက်အတူတူပေါ့နော်ဘဝတစ်တစ်ခုကိုတိစားဖြစ်တာမျိုးဒါမှမဟုတ်လဲချစ်သူရည်စားရှိပြီးသားဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားထဲမှာပြန်ပြီးတော့ပေါ့နော် refresh ပြန်လုပ်ပြီးတော့ခံစားချက်တွေပြန်ပြီးတော့ဟိုအစ်စ်ပြန်ပေါက်ဖွားလာတာမျိုးပြန်ပြီးတော့ညှိနှိုင်းပြီးတော့အစ်စ်ပြန်စတင်ဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်တချို့ကြတော့လည်းလူအဟောင်းအနေနဲ့ပြန်ပြီးတော့ပေါ့နော်အစ်စ်ပြန်စတင်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် နောက်တစ်ခုတွေ့ရတဲ့အရာဆိုရှင်ဒီကို့အနေနဲ့အိမ်မက်တစ်ခုခုပေါ့နော်တစ်ခုခုကိုစီစဉ်ထားတယ်လုပ်ဖို့အတွက်ကိုကြံစီထားတယ်ဆိုလို့ရှင်တော့နောက်လေးလအတွင်းမှာစပြီးတော့အကောင့်ထဲပို့လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရတယ်ဒီကိုစီစဉ်ထားတဲ့အရာဥမာလုပ်ငန်းတစ်ခုလုပ်တော့မယ်စီဝါရေးတစ်ခုလုပ်တော့မယ်ဆိုပါဆိုအဲ့ဒီအတွက်ကိုဒီ idea ကောင်းနေကနောက်လေးလအတွင်းမှာပို့ပြီးတော့ရှင်းရလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ် ဒါကတော့ Capricorn များအတွက် reading ဖြစ်ပါတယ်ရှင်။အားလုံးပဲစုံလိုက်ကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်။ဒီ reading ကိုကြည့်ပြီးတဲ့အခါမှာဒီ reading ကလည်းကိုယ့်အတွက်ကိုသင်ခန်းစာယူစရာအားရင်ဖြစ်စရာပေါ့နော်။ကိုယ့်အတွက်ကိုအထောက်အကူဖြစ်စရာတခုခုရရှိသွားဖို့လည်းမျှော်လင့်ပါတယ်။ ိစေများလုံးပဲပြပြရများဝေးကွာပြီးကိုရောစိတ်ပါကြမှာထင်သာကြပါစေကောင်းသောတွင်စန္ဒဖန်သမ ्या လည်းပြဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီလုံးကြမ်းမှာမနဲ့နေနေကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ရှင်နာရီတင်းများမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင်